ာစီလိုနာအသင်းရမြို့ကန်ပြိုင်ဘက်အက်စပန်ယိုအသင်းကို2ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးနောက်လာလီကာချန်ပီယံဆုကို28ချိန်မြောက်ရရှိသွားခဲ့ပါတယ်။ဒီပွဲမှာဘာစီလိုနာအသင်းအတွက်ကိုယ်တွေကိုယာမဲနဲ့ဖာမင်လိုပက်စ်တို့ကတင်းယူခဲ့တာပါ။ဘာစီလိုနာအသင်းရတိုင်နိုင်ပွဲကြောင့်တရားဒီလာလီကာပွဲစဉ်ကစားဖို့နှစ်ပွဲကြံရှိသေးချိန်မှာအမပီစီယာအဆင့်နှစ်နေရာကရီယယ်အသင်းကိုရမှတ်9မှတ်ဖြတ်ပြီးချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ရီယယ်တင်ရလာလီကာချန်ပီယံဖြစ်ခဲ့တဲ့ဘာစီလိုနာတင်ကိုသူတို့ရဲ့ဆိုရှယ်မီဒီယာကနေအကုန်ပြုမှုပြုလုပ်ခဲ့ပါတယ်။ဘာစီလိုနာတင်ရဒီယာဒီမှာကိုပါတယ်ရီနဲ့စပိန်ဆူပါဘလာတိုကိုလည်းရယူထားတာကြောင့်နီပြဟန်စီဖလက်ဟာသူ့ရဲ့ပထမဆုံးယာဒီမှာအတင်းကိုပြည်ရင်းဖလား၃ခုစလုံးရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာတင်ရစပိန်ဆူပါဘလာနဲ့ကိုပါတယ်ရီဖလားပိုလူပွဲတွေမှာရီယယ်တင်ကိုအနိုင်ရပြီးချန်ပီယံဆုကိုရယူနိုင်ခဲ့ကဒီယာဒီရီယယ်အတင်းနဲ့တွဲဆုံခဲ့တဲ့၄ပွဲစလုံးအနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနီးပြဟန်စီဖလစ်ကဘာစီလိုနာအသင်းမှာဆူဖလားတွေရယူနိုင်မှာဖြစ်ပြီးသုံးလုံးရယူနိုင်ခဲ့တာကကောင်းမွန်ခဲ့ပါတယ်။စိတ်သက်ပိုင်းကြန့်ခိုင်နေဖို့ကအမြဲတမ်းရည်ကြည်ပါတယ်။ဇန်နဝါရီမှာဆူပါဖလားရယူနိုင်ခဲ့တာကကျွန်တော်တို့ကိုယုံကြည်မှုတွေပေးခဲ့တာပါ။ကစားသမားတွေအမြင့်ဆုံးဆင့်ရောက်လာတာကိုကြည့်ရတာကောင်းမွန်တယ်လို့အခြားသူတွေလည်းတိုးတက်မှုရှိလာတယ်လို့ Movie Star Plus ကိုပြောခဲ့တာပါ။ ဘာစီလိုနာအသင်းရဲ့ချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်အထိရောက်ရှိခဲ့ပြီးအင်တာမီလန်အသင်းကိုအချိန်ပိုမှအရေးနိုင်ခဲ့တာကြောင့်တရာဒီအတွင်းဆူပလာ၄လုံးရယူနိုင်မဲ့မျိုးလင့်ချက်ကိုအဆုံးသတ်ခဲ့ရတာပါဘာစီလိုနာအသင်းရဲ့လာလီဂါချန်ပီယံအောင်ပွဲအတွက်အမိုးပွင့်ဘတ်စကာနဲ့တောက်ကြနေမှာမျိုးရင်းလက်ပတ်အောင်ပွဲခံမှာဖြစ်ပြီးတနင်္ဂနွေနေ့မှာကစားမဲ့ဗီလာရီရဲ့အသင်းနဲ့အင်ဂွင်းပွဲစဉ်မှာဆူပလာရယူသွားမှာဖြစ်ပါတယ်